ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေစိတ်ကိုစစ်ကောင်စီဘက်ကပြည်လဲပြေးဆွဲဖို့ပြည်လဲပြင်ဆင်နေပြီးမကြခင်ရက်ပိုင်းအတွင်းပြည်လဲပြေးဆွဲသွားဖို့အခြေအနေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်။ကုကန်တက် MNDAA ရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့သိမ်းတိုက်ပွဲအတွင်းပျက်စီးသွားတဲ့လာရှိုးလေစိတ်ကိုမေလပထမဘက်ကစပြီးစစ်ကောင်စီတပ်ဘက်ကပြည်လဲပြုပြင်နေကမေလ22ရက်မှာပြည်လဲပြေးဆွဲသွားမယ်လို့လာရှိုးလေစိတ်နဲ့နှီးဆက်သူတွေကပြောပါတယ်။ လာချိုလေစိတ်ရဲ့လေရင်ပြေးလန်းနားနေဆောင်တဲ့အဆောက်အဦတွေကိုစစ်ကောင်စီကပြန်လည်ပြုပြင်နေတာကိုတွေ့ရပြီးခြုံတွေကိုလည်းရှင်းလင်းထားပြီလို့ဆိုပါတယ်။အဲဒီလေစိတ်ကိစ္စကသူတို့ပြုပြင်မှုမှန်တာတော့ကျွန်တော်တို့မြင်တယ်။လာလေရင်လန်းလျောအဲဒီဘာလဲလေရင်ကွင်းထက်ကဒီနားနေဆောင်တွေကစအားလုံးကတော့ပြန်ပြုပြင်နေတာတော့တွေ့တယ်။လေရင်ပြေးဆွဲတာတော့မတိသေးဘူးနော်ဆရာတော်။တိုက်ပွဲကာလမှာတော့လာချိုလေစိတ်ကကွန်ထရိုးတာဝါပြက်စီးပြီး ်လေရင်ပြေးလန်းကတော့အနေငယ်ပဲပျက်စီးတာရှိတယ်လို့ MNDAA ရဲ့စီရေးသတင်းရင်းမြစ်က DBB ကို ပြောပါတယ် MNDAA ရဲ့လာရှိုးမြို့သိမ်းတိုက်ပွဲကြောင့်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လပထမပတ်ထဲမှာလာရှိုးလေစိတ်ကိုလေရင်ပြေးဆဲတာတွေရနာလိုက်ရတာဖြစ်ပါတယ်စလနဲ့လေပါလေတဲကျင်တာတို့ဘာတို့ညာတို့ဆိုရင်တို့ကလုံနေကြတို့တို့ထုံးဆန်လုံနေကြလူအင်အားဖြည်တာတို့ဒီစလနဲ့လေပါလေတဲတာတို့ဆိုရင်တို့ကုန်းလန်းကနေလာတိတ်မလုံးချုံဘူးပြင်းကြတယ်ဒီဟာနဲ့တို့ ဟိုတင်ပို့မယ်ဆိုရင်လွယ်တယ်လေမြန်တယ်လေသူတို့ရဲ့ခရီးเออအဲ့ဒါလေးလည်းသူအတုံးအတုံးပြုတ်ကျင်တာလည်းပါမှာပေါ့ဗျာနော်လေရင်ကွင်းကြီးကိုပြန်လဲပြုတ်ပြင်မွန်းမှန်ထိမ့်သိမ့်ဖို့ပကတိအတိုင်းပြန်ဖြစ်ဖို့ဆိုတာတော်တော်တော့မလွယ်ဘူးဇာအ ਨੇ ဆုံး6လနဲ့တစ်နှစ်လိုမယ်ဘာလို့နားနေဆောင်ကနဲတဲ့အဆောက်အဦးလေးမဟုတ်ဘူးလေနော်အဝင်ပေါက်လေးပြီးတော့လေရင်တွားလန်းကတော့ထားလိုက်ပါအဲ့ဒါတော့မကောင်းလို့မမကောင်းရင်ပြေးလို့မရဘူးပြီးတော့ပေးပတ်လေကခြုံလေးပါလေညာလေတော့တော့ဘွားဖြစ်ကုန်ပြီလေနော်အဲ့ဒါလေးပြန်ပြင်ရမှာ ညီနောင်မဟာမိတ်တို့ဘွဲ့ရဲ့2029စစ်စင်ရေးကာလကအဲ့ဒီလာရှုပ်လင်ရင်ဝင်းကနေခီးတဲ့တင်လင်ရင်တွေနဲ့စစ်ကောင်စီတပ်သားတွေမိသားစုဝင်တွေနဲ့လက်နက်ခဲယမ်းတွေကိုပို့ဆောင်ပေးတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ MNDAA ဟာလာရှုပ်မြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ25ရက်မှာတိမ်မိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတရုတ်ရဲ့ဖိအားတွေကြောင့်အခုနှစ်ဧပြီလ21ရက်မှာလာရှုပ်မြို့ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်။ကျွန်တော်လင်းပါ